ဒီနေ့ဗီဒီယိုလေးမှာကတော့ fan yahoo ocean ဆိုတာကဘာလဲဘာလို့ယုံကြည်စိတ်ချလို့ရတာလဲဘာကြောင့်ဈေးသက်တာတာလဲဒီစတဲ့နီးလန်းနေအကြောင်းကိုတစင်ချင်းပြပေးတော့မှာဖြစ်ပါတယ်ကြည့်ပြီးတော့တဲ့ခါကျရင်လည်း like and follow လေးလုပ်ပေးဖို့မမေ့ကြနဲ့အောင်နော် ပထမအဆုံးအနေနဲ့ယဟူးအရှင်ဆိုတာကဘာလဲ။ဘာကြောင့်ယုံကြည်လို့ရလဲ။ယဟူးအရှင်ဟာဆိုရင်ဖြင့်1999ခုနှစ်ကလေးကဂျပန်မှာအွန်လိုင်းအရှင်စာပေပေးနေတဲ့ပလက်ဖောင်းတစ်ခုဖြစ်တယ်ပေါ့နော်။ဂျပန်တွင်းမှာပဲအများဆုံးသုံးပြုကြတဲ့အရှင်တစ်ခုလည်းဖြစ်တယ်။ယဟူးကဂျပန်ကိုယ်တိုင်ပိုင်တဲ့ပလက်ဖောင်းကဖြစ်လို့ဂျပန် ID ဂျပန်ဘဏ်အကောင့်နဲ့မှအောက်ခွင့်လို့ရတာမလို့ transition တွေ့ဆိတ်ချရတယ်။ ရအနေနဲ့ဘာကြောင့်စည်းသက်တာလဲပထမတစ်ခုကတော့ use identity ဖြစ်လို့ပါဂျပန်ကလူတွေကပစ္စည်းတွေကိုတော်တော် use ဆိုင်တတ်တာမလို့ use ဆိုပေမဲ့လည်းအရန်တန့်ပြီးတော့အစ်စ်လိုပဲရှိတတ်ပါတယ်အနောက်တစ်ခုကတော့ diet francel ာရောင်းသူစီကဒိုက်ရိုက်ဖြစ်တာမလို့ပါဥပမာအနေနဲ့ဒီနိုင်လေးကိုပြမယ်ပေါ့နော်ဒီနိုင်လေးမှာဆိုရင်အခုအာဒါသူရဲ့ဈေးနှုန်းရှိမယ် ဒီမှာဆိုရင် neck of yahoo store ဆိုတာလေးကိုတွေ့မှာထင်တယ်နော်ဒီဟာ sign ပေါ့နော်ဒီဒီနိုင်လေးဆိုရင်ဒီ sign တိုက်ရိုက်အောင်တာဖြစ်တယ်ထိုင်းမြန်မာနဲ့တခြားနိုင်ငံတွေကမှရင်ပေးရတဲ့ဒီလက်လီစိန်နှုန်းထက်ကို yahoo auction ကပို့ပြီးတော့တက်တာပါတယ်ပြီးတော့အပြင်မှာတကယ်လိုချင်ကြတဲ့ဒီ shopper item တွေကလည်းခုနကပြောသလိုမျိုးဂျပန် ID နဲ့ဂျပန်ဘဏ်ကောက်တွေလိုတာမလို့အဲ international ကဝယ်တဲ့သူနည်းနည်းပဲပါဝင်တတ်ပါတယ်အာပြီးတော့ yahoo ကဆိုရင်ပစ္စည်းတော်တော်စုံတယ်ပေါ့နော်ဒီမှာဆိုရင် brand တွေလည်းတော်တော်စုံတယ် အများကြီးရှိတယ်ဒီမှာဆိုကွန်ပျူတာတွေအချိုင်းစ်ဖီဂါဆိုရင်ဒါ one piece တို့ဘာလို့ပေါ့နော်ဒီမှာမီနီခါးတွေလည်းတော်တော်လေးကိုမှပစ္စည်းအားစုံပါရှင်ဥပမာအနေနဲ့ဒီဒီကင်မရာလေးမှာပေါ့နော်ဒီကင်မရာမှာဆိုရင်တော့အခုဒီလက်ရှိ bit အများဆုံးကဂျပန်ယန်3000နဲ့မှ900ယန်ဖြစ်တယ်အဲနောက်တစ်ခုဒီအောက်ကဒီ ang ဆိုတဲ့နေရာလေးမှာ4800ကတော့ကိုကဝယ်မယ်ဆိုရင်4800တန်းပေးလိုက်မယ်ဆိုရင်ဒီပစ္စည်းကိုတန်းရမယ်ပေါ့နော်ပစ္စံပစ္စည်းရမလို့တော့ပေါ့နော်ဒီ980ယန်ကတော့ဂျပန်ပါကြီစာအယုံအယောက်အဂျပန်ပြည်နှင်းပုတ်ကလေးဖြစ်ပါတယ်ဒီမှာဆိုရင်ပစ်ထားတာ15ယောက်ရှိတယ်ပေါ့နော် ်ဒီမှာဆိုရင်အာဗိထားတဲ့သူ15ယောက်ရှိတယ်။ဂျမန်ပါဂျီစာကဘယ်နိုင်ငံကမဆိုတယောက်ရှင်းသမားအတွက်ရောဘေ့စ်အတွက်ရောဟိုဝယ်ပြီးတော့ပို့ပေးပါတယ်။အန်ဒီမှာဆိုရင်ဒါ item ရဲ့အသေးစိတ်ပေါ့နော်ပုံသူ့ရဲ့ရှူတော်မီမီကနေရိုက်ထားတဲ့ပုံလေးတွေပါမယ်။ဒီမှာကတော့ဒါနီကိုသူ့ရဲ့ rating ကြည့်လို့ရမယ်။အန်ဒါကတော့ product information နေအပြည့်အစုံပါတယ်ပေါ့နော်။ဒီစာကြည့်လို့ရတယ်။ notebook ကိုပြမယ်ပေါ့နော် notebook ကိုရှာပြမယ် notebook လိုရိုက်လိုက်မယ်ပေါ့နော်ဥပမာဥပမာအနေနဲ့ဆိုရင်ဒီမှာကအမျိုးအစား triple လေးကိုမှစုံတယ်အာဒီ notebook ကလေးကိုပြမယ်ပေါ့နော်အာဒီ notebook မှာဆိုရင်တော့ခုနကလိုမျိုးဘလောက်ပေးရင်ဘလောက်တန်းရမယ်ဆိုတာမျိုးတော့အဲမပါဘူးဒါလက်ရှိဒေတအများဆုံးကတော့ 19,450ယန်းဖြစ်တယ်1,310ယန်းကတော့ဂျပန်ဘာဂျီစာယုံအရောင်ဂျပန်ပြည်တွင်းပို့ကဖြစ်တယ်ဒီမှာဆိုရင်ပိတ်လောက်ထားတဲ့သူ12ယောက်ရှိရပေါ့နော်ယုံမှလေကောင်းတဲ့အချက်တစ်ခုကအာကိုကအချိန်မရလို့ပေါ့နော်အချိန်ပြပြပစ်မလို့နိုင်တဲ့ခါမျိုးမှာတခြားပစ္စည်းတစ်ခုကိုယန်း3,000နဲ့ပိတ်လိုက်တယ်ပေါ့နော်ဥပမာဒီမှာဆိုရင်လက်ရှိအမြင့်ဆုံးက19,900ယန်းပေါ့နော်ကိုကဒီပစ္စည်းအတွက်ယန်း3,000ပိတ်လိုက်ပင်မဲ့လေ3,000လောက်ရှက်ရှင်မပြဘဲနဲ့အခုလက်ရှိ 1000ဆိုရင်1800လောက်ပဲတိုးပြရပါတော့အဲ့ဒါကိုတခြားတစ်ယောက်က1800လောက်နဲ့လိုက်ပြီးတော့ပြန်ပြီးပြင်မယ်ဆိုရင်ယခုကအလိုလို1800လောက်ပဲလိုက်တိုးပြတယ်အဲ3000တိကိုနည်းနည်းစီတိုးပြတော့တာမျိုးပါတကယ်လို့ရန်2000လောက်မှာပဲကိုနဲ့လိုက်ပြန်ပြီးတော့ပေးလို့မဲ့သူမရှိတော့ဘူးရောင်းသူကလည်း2000နဲ့အစဉ်ပြေလို့စိတ်ချနေလို့ရောင်းနေဆိုရင်ကို2000နဲ့ပစ္စည်းရတယ်ပေါ့နော် ောက်တစ်ခုပြောပြချင်တာလေးอ่ะလေဒီမှာဆိုရင်အာရန်တိဆိုပြီးတယန်းနဲ့ကွန်ပျူတာလေးအများကြီးတွေ့လိမ့်မယ်လို့ထင်နေပေါ့เนาะ ဒီဟာလေးပေါ့နော်သူ့ရဲ့ပစ္စည်းတံပိုးကတရံဖြစ်နေပေမဲ့လည်းအဲ့ဒီပစ္စည်းနဲ့ဒီ tight တဲ့အနည်းဆုံး mini rate တွေကိုဆွဲသူတွေကပြေးကြလိမ့်မယ်အဲ့ဒီလိုနဲ့ဈေးတွေကပုံမှန်ဈေးတက်ကိုတက်သွားမယ်ပေါ့နော်အောင်သွားတယ်ဒီနောက်ဆုံး result ကတခါတလေဆွဲသူတွေကဝိုင်းမဆွဲလို့အလွန်မတန်မရနဲ့အောင်သွားတယ်ဆိုရင်တော့ရောင်းသူဘက်ကမရောင်းမဲနေခွင့်ရှိပါတယ်ဝယ်သူဘက်ကတော့အောင်ပြီးရင်မဝယ်မနေရပါကိုနိုင်လို့သူများတွေဝယ်ခွင့်မရလိုက်တာကိုအောင်ပြီးမှမဝယ်ဘူးဆိုရင်တော့ report ဒါမှမဟုတ်လည်းအကောက်လောကြတာမျိုးဖြစ်စေတတ်ပါရဲ့ရှင် ဒါလေးကတော့ဂျပန်ပါချီစာကနေ customer တွေကိုဝယ်ပေးလို့အောင်သွားတဲ့ပစ္စည်းတွေပါ။အာ customer တွေကလိုချင်တဲ့ပစ္စည်းရဲ့ link ကိုပို့ပေးအောင်နဲ့ဝယ်ပေးပြီးတော့ပို့ဆောင်ပေးပါတယ်။ပို့ဆောင်တဲ့နေရာမှာတော့ cargo ပို့ကစီနဲ့ terminal တွေရှိပါမယ်ရှင်။အမ်ဒါဆိုရင်အာဒီဟာတရားလေးဆိုရင်6000နဲ့အာနိုင်သွားတော့ပေါ့နော်။ရန်6000နဲ့နိုင်သွားတာ။ဒီမှာဆိုရင် pick လောက်ထားတဲ့သူ32ယောက်ရှိတယ်။ ဒီမှာလဲခုနပြသလိုအတူတူပဲအမ်ဒါဒီဆိုရင်ဥပမာကိုကတသောင်းထည့်ထားလိုက်ပဲမဲ့လဲသူကဖြည်းဖြည်းချင်းပဲတက်ပေးတယ်ပေါ့နော်ဖြည်းဖြည်းချင်းပဲနည်းနည်းချင်းစီပဲတိုးသွားပြီးအကိုကိုပစ်ထားတဲ့တသောင်းမပြည့်ခင်မထီပေါ့နော်မပြည့်ခင်အထီကိုပေါ့နော်အာဒီမှာဆိုရင်ဒါတွေကဂျပန်ဘာဂျီဆိုင်ရုံကနေကစတမာတွေကိုပြေပို့ပြီးတာဖြစ်ပါတယ်ပြလုံးအောင်သွားပြီး CD ကိုပြေပို့ပြီးပြီဖြစ်ပါတယ်ရှင်ဒီဟာလေးကိုပြပြမယ်ပေါ့နော်ဒီဟာလေးဆိုရင်လည်းယန်3000 3000ယန်3000 3000နဲ့အောင်ထားတာပေါ့နော်တော်လေးကိုမှတန်တယ် သူကနောက်တစ်ခုကဒီတေးအဲဒီဝဲသူတွေရဲ့ရောင်းသူရဲ့အချက်လက်ပါဒီတေးကြည့်လို့ရတာမလို့တော်တော်လေးပုံမှာအဆင်ပြေတယ်။အာနောက်တစ်ခုပြမယ်ပေါ့နော်။အာဒီဟာလေးဒီဟာလေးဆိုရင်ဒီ engine တာဘိုးလေးပေါ့နော်။ဒါဆိုရင်90 kg လောက်ကိုရှိတယ်။ဒါရန်3000 3000နဲ့နိုင်ထားတာ။ဒီမှာဆိုရင်အာ1450ရတော့ဒါဂျပန်ပါဂျီစာရုံးရောက်ပို့ကလေးဖြစ်တယ်ပေါ့နော်။ ဒီလိုနဲ့ဂျပန်ယဟူအော်ရှင်ကနေပရီအွန်အိုက်ထန်တွေကိုလည်းဈေးတက်တာပြီး quality ကောင်းကောင်းနဲ့ဝယ်ယူလို့ရပါတယ်အခုဗီဒီယိုလေးကိုကြည့်ပြီးအကျိုးရှိတယ်ဆိုရင် like and share follow လေးနဲ့ဒီကူညီသွားနိုင်ပါတယ်ရှင်အာနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်